လောကမှာခေါင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်ရာဘာရှိရမလဲလို့ဆိုရင်ကရုဏာနဲ့ပညာရှိရဘာသာတရားကိုဟောပြောတဲ့ဘာသာရေးခေါင်းဆောင်ပဲဖြစ်ဖြစ် လောကလူတွေကိုဥဆောင်မှုပေးတဲ့လူထုခေါင်းဆောင်ပဲဖြစ်ဖြစ်ပေါ့အမျိုးသားတွေကိုဥဆောင်ပေးနေတဲ့အမျိုးသားခေါင်းဆောင်ပဲဖြစ်ဖြစ်အသင်းတစ်ခုကိုဥဆောင်မှုပေးနေတဲ့အသင်းခေါင်းဆောင်ပဲဖြစ်ဖြစ်အဲ့ဒီပုံကိုယ်တွေဟာ အရည်ချင်းနှစ်ရက်နဲ့ပြည့်စုံမှုလိုအပ်တယ်။အဲ့ဒီအရည်ချင်းနှစ်ရက်ထဲမှာအရေးကြီးတဲ့အရည်ချင်းကဘာလဲလို့ဆိုရင်ပညာပဲဖြစ်တယ်။ပညာလည်းရှိရမယ်၊ကရုဏာလည်းရှိရမယ်။ဒီနှစ်ခုဟာအပြန်အလှန်ထိန်းချောင်းထားတာဖြစ်တယ်။ပညာသာရှိပြီးတော့ကရုဏာမရှိဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာပညာရှိုံနဲ့တစ်ဖက်သားရဲ့ခံစားမှုကိုနားလည်နိုင်စွာမရှိဘူး။တစ်ဖက်သားရဲ့ ုက္ခကိုသဘောမပေါက်ဘူးဒါကြောင့်မို့ပညာသာရှိပြီးတော့ကရုဏာမရှိလို့ရှင်အဲ့ဒီပုဂ္ဂိုလ်ရက်ဆက်ချမ်းကြုတ်တဲ့ပုဂ္ဂိုလ်မျိုးလည်းဖြစ်သွားနိုင်တယ်။တပန်ကရုဏာသာရှိပြီးတော့ပညာမရှိဘူးဆိုလို့ရှင်လေဒီပုဂ္ဂိုလ်ဟာလွဲလွဲချော်ချော်ဥဆောင်မှုတွေပေးသည့်အတွက်ကြောင့်မိမိရဲ့နောက်လိုက်တွေဟာဆင်းရဲရဲရဲ့ဒုက္ခတွေနဲ့ကြုံတွေ့သွားနိုင်တယ်။အဲ့ဒါကြောင့် ကရုဏာနဲ့ပညာနှစ်ခုလုံးရှိရကရုဏာရှိလို့အများရဲ့ခံစားချက်ကို နားလဲတယ်ပညာရှိသည့်အတွက်ကြောင့်မှန်ကန်တဲ့ဥဆောင်မှုကိုပေးနိုင်တယ်အဲ့ဒါကြောင့်မလောကကြီးလည်းကြီးပွားတိုးတက်တယ်မိမိတို့အဖွဲ့အသင်းလည်းကြီးပွားတိုးတက်တယ်မိမိတို့ရဲ့လူမျိုးအမျိုးဘာသာ သာသနာတိုင်းပြည်အစကြီးပွားတိုးတက်နိုင်တယ်ကရုဏာပညာနှစ်ခုလုံးနဲ့ပြည့်စုံတာ မြတ်စွာဘုရားသခင်ကိုတော်မြတ်တရားဓမ္မတွေကိုဟောပြောတဲ့အခါမှာကရုဏာလည်းရှိတယ်ပညာလည်းရှိတယ်ကရုဏာရှိသည့်အတွက်ကြောင့်တတ္တဝါတွေအခက်အခဲကို ကိုချင်းစားပညာရှိသည့်အတွက်ကြောင့်မှန်ကန်တဲ့အဆုံးအမတွေကိုပေးနိုင်တယ်အကယ်၍သာကရုဏာသာရှိပြီးတော့ပညာမရှိဘူးဆိုရင်လမ်းမှားတလွဲကိုညွန်ပြလို့ဒုက္ခတွေပိုရောက်နိုင်တယ်ပေါ့ဒါကြောင့်ကရုဏာရောပညာရော ပြည့်စုံတာမြတ်စွာဘုရား အဲ့ဒီကရုဏာနဲ့ပညာနှစ်ခုနှစ်မျိုးတည်းမှာတချို့ရဲ့ဟောပြောချက်ဟာပညာကတော့ပါရမှာပဲကရုဏာကို ရှေ့ဒန်းတင်ပြီးတော့အလုံးလောရတာရှိတယ်ပညာကိုရှေ့ဒန်းတင်ပြီးတော့အလုံးလောရတာရှိတယ်တခါတရံပညာကဥဆောင်သွားပြီတခါတရံကရုဏာကဥဆောင်နေဒီနှစ်ခုကမရှိမဖြစ်တဲ့အရေးချင်းနှစ်မျိုးပဲဖြစ်တယ်